ီဘက်ပြည်သူများရှင်ကျွန်မခုတင်ဆက်ချင်တဲ့သတင်းလေးကတော့ PDF များရဲ့မိသားစုတွေဟာဆိုရင်လုံခြုံရေးစိုးဝါးစွာထိခိုက်နေရရှိပါရဲ့။အဲ့ဒီလေးကျွန်မပြောပြချင်ပါတယ်။မိဘပြည်သူတို့သတင်းကောင်းစင်လေးနားထောင်ပြီးရခါမှာတွေးမိမှာပေါ့နော်။အော် PDF တွေရဲ့မိသားစုလုံခြုံရေးစိုးဝါးစွာထိခိုက်နေရဆိုတော့သူတို့ဖမ်းမဲ့မြန်မာတပ်မတော်အကြောင်းများသူတို့လုံခြုံရေးထိခိုက်တာလားဆိုပြီးတွေးနေရမို့လား။မဟုတ်ဘူးရှင်။ PDF တွေရဲ့မိသားစုတွေလုံခြုံရေးကို PDF တွေကပဲစိုးဝါးစွာ ထိခိုက်နေတာ။အခုသတင်းရတယ်ဒါစိုးဝါးစွာထိခိုက်နေရရှင်။ ဟိုတက်မလို့ဘာမှတော့မလုပ်ရအောင်တို့အချင်းချင်းပဲဖမ်းပြီးတော့အမလုတ်ချင်အောင်လုပ်နေကြရဇလန်းပေါ့ရှင်အဲ့အဲ့တရင်လေးကိုကျွန်မအယုံဆုံးဖတ်ပြပါမယ်နော်ရွှေဘုံမြို့နယ်တိုက်နယ်ငားမှာရှိတဲ့တက်တူကြီးရွာမှာ PDF အဖွဲတစ်ခုရှိပါရဲ့ရှင်အဲ့ဒီအဖွဲကငားမီရပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့လို့ခေါ်ဆိုတယ်တဲ့သူကငားမီရမလေးတော်ခန္ဓာကြီးကျယ်တော့ဗောနော်အဲ့တော့ဒီဖွဲ့ရဆိုရင်19ရက်4လ2025ည9နာရီခန့်မှာသူတို့ရဲ့ PDF အဖွဲ့ကြီးမှာတာဝန်ထမ်းဆောင်နေတဲ့သူတို့ရဲ့ရဲဘော်3ဦးနဲ့အတူအဲ့ဒီရဲဘော်တွေရဲ့မိသားစုတွေကိုပါဖမ်းသွားခဲ့တယ်ရှင့် အဲ့ဒီရဲဘော်တွေကတော့မိတိလာခရိုင်အမှတ်18ကို drone တရင်မှာကိုပိုင်အမှတ်နဲ့တာဝန်ထမ်းဆောင်နေကြတဲ့တပ်ဖွဲ့ဝင်လို့သိရတယ်။ဖားခံရတာကရဲဘော်3ဦးပြီးတော့သူ့ရဲ့မိသားစုဝင်ပေါ့နော်အမျိုးသမီး2ဦးကိုပါတပ်တူကြီးရွာကနေအိမ်မှာဖမ်းဆီးသွားခဲ့တာဖြစ်ပါရဲ့ရှင့်။ဖန်စီခန့်ဖန်စီရတဲ့အကြောင်းရင်းပေါ့နော်ပြီးတဲ့တွေပြောတာကြတော့သူတို့စီကနေပြီးငွေကြေးလိမ်လည်သွားပါတယ်ဆိုပြီးတော့ပြောထားရရှင့်ဒါပဲမဲတဲ့ ဒီလိုမျိုးဆွဆွဲရခြင်းအတွက်ခိုင်လုံတဲ့တပ်တွေအထောက်အထားပြရလည်းမရှိဘူးပြီးတော့အန်ယူဂျီရဲ့ဖန်စည်းခွင့်အမိတ်စာပေါ့နော်ဖန်ဝရမ်းပေါ့ရှင်အဲ့ဒီဖန်ဝရမ်းတော့မပါဘဲနဲ့အတင်းအထမကိုခေါ်ဆောင်သွားခဲ့တာဖြစ်ပါရှင့်ဒီလိုဖန်စည်းပြီးတဲ့အခါမှာတို့ဒီရဲဘော်တွေပေါ့နော်စိတ်ကြိုက်စစ်ဆေးမှုတွေပြုလုပ်တယ်ပြီးတော့တို့ဒီ PDF ရဲပေါ်တော့ဥကိုကြတော့ April 20ရက်နေမှာဆိုရင်တို့ရဲ့မိခင်တရင်ကိုပြန်ပြီးတော့လွှဲပေးလိုက်တယ်ရှင့်လွှဲပေးပြီးရဲ့အခါမှာအတူတူဖမ်းသွားတဲ့အမျိုးသမီးနှစ်ဦးပေါ့နော်အနှစ်ဦးကျမဓာတ်ပုံလေးပြတ်သားပါမယ်ရှင့် အဲ့ဒီအမျိုးသမီးနှစ်ဦးอ่ะဆိုရင်တဦးอ่ะကြာတော့တပ်ဖွဲ့ဝင်တယောက်ရဲ့မိခင်နောက်ထပ်တဦးอ่ะကြာတော့တပ်ဖွဲ့ဝင်တဦးရဲ့ဇနီးတယ်လို့သိရပါတယ်ရှင့်အဲ့ဒီအမျိုးသမီးနှစ်ဦးကိုကြာတော့ဖမ်းဆီးပြီးတော့အခု၉ရက်ကျော်တဲ့အထိကိုထိတ်တုံးခတ်ပြီးတော့ဆက်လက်ချုပ်နှောင်ထားဆဲရှိရလို့သိရတယ်။ပြီးတော့မိသားစုတွေတာဝန်ရှိရသူတွေနဲ့တွေ့ဆုံဖို့လုံးဝမပေးဘဲနဲ့ထိမ့်သိမ်းထားဆဲတာဖြစ်ပါတယ်ရှင့်။သတင်းလေးကတော့စိတ်မကောင်းစရာပါပဲရှင့်။ဒီမျိုးသမီးညောင်ရဲ့ဘဝကံကျွန်မတို့ကမတွေ့ရဘူးရှင့်။ဒါအဲ့လိုရှိရပေါ့နော်။ဒီတော့ အခုဆိုရင်ဒီထိုင်းနိုင်ငံနယ်စပ်မှာရှိနေတဲ့အဖွဲ့အစည်းတစ်ခုရှိရဲသူကရှီးဆိုတဲ့အဖွဲ့ပေါ့နော်ဒါအမျိုးသမီးအခွင့်အရေးနဲ့ပတ်သက်ပြီးလေးလာဆောင်ကြည့်ရဲ့အဖွဲ့ဖြစ်နေတဲ့သူတို့ထူထောင်ထားတဲ့အဖွဲ့ပေါ့ရှင်အဲ့ဒီအဖွဲ့ကနေပြီးတော့ဒီအမျိုးသမီးတွေကိုမျက်နှုတ်ပေးဖို့အတွက်ကိုတောင်းဆိုထားတာမြင်ရတယ်သူတို့တောင်းဆိုထားတဲ့အချက်လေးတွေမှာစိတ်ဝင်စားစရာလေးပါလို့ကျွန်မဖတ်ပြမယ်ရှင်။နံပါတ်၁ချက်ကအထမဖန်းစည်းခံရတဲ့မျိုးမီးနှစ်ဦးရဲ့ကျန်းမာရေးနဲ့လုံခြုံမှုအခြေအနေအာမခံခြင်းနဲ့ချက်ချင်းပြန်လွှတ်ပေးရမယ်တဲ့။နံပါတ်၂ကကြတော့မိသားစုဝင်တွေနဲ့တရားဝင်အတေတရားဝင်တာဝန်ရှိတဲ့သူတွေနဲ့ပေါ့နော်ဒီမျိုးသမီးလေးတွေကိုအမြန်ဆုံးတွေ့ဆုံဝင်ပြုရမယ်။ တော့နံပါတ်3ချက်ကစိတ်ဝင်စားဖို့ကောင်းတဲ့အချက်ဖန်စီခေါဆောင်သွားစဉ်ကတင်းရှူသွားခဲ့တဲ့အင်္ဂလန်နေတယ်လီဖုန်းနေငွေသား3000ကျော်နဲ့ရွှေတဲ့ပစ္စည်းတွေကိုပွင့်လင်းမြင်သာစွာနဲ့ပြန်အပ်ရမယ်ပေါ့နော်ဒီမီသားစုပြန်ပေးရမယ်ဆိုပြောထားပါအချက်ဖန်စီသွားတာအင်္ဂလန်ရောတယ်လီဖုန်းတွေရောငွေသား3000ကျော်ရောယူသွားတယ်ဆိုတော့သူတို့ဇလန်ကတော့တော်တော်ရှုပ်ထွေးနေမိလို့ထင်ပါတယ်ကျမလည်းသူတို့ကြားထဲမှာနေထိုင်နေတယ်မဟုတ်ဘူးဆိုတော့ဒီ PDF တွေကတကယ်ငွေလွဲသုံးစားလောက်တာလားမလောက်တာလားကျမမပြောတတ်ဘူးမပြောတတ်ဘူးနော်ဒါပေမဲ့အန်ယူဂျီဖန်ရမ်းမပါပဲဖန်သွားရဲဆိုတော့တကယ်ပဲ အဲ့လိုတရားလက်မဲ့လုပ်တယ်ဆိုတာတကယ်ပဲဒီမျိုးသမီးနှစ်ယောက်ပေါ်မှာသူတို့ဘလို့နှိပ်စက်မယ်ဘလို့ပြုတ်မှုမယ်ဆိုတာဒါမပြောတတ်ဘူးပေါ့နော်။ဟိုပီတက်တုံးယောက်ကိုပြန်လှုပ်ပေးလိုက်ကြတော့မှဒီမျိုးသမီးနှစ်ယောက်ကိုဒါအစကံအဖြစ်ခေါ်ထားတဲ့အတွက်ဒီပီတက်တုံးယောက်ကိုဘာတွေခိုင်းမှုတွေလှုပ်လိုက်လဲဆိုတာလေသူတို့ကြားတဲ့အကိစ္စပဲတော်တော်ကိုရှုပ်ထွေးနေမယ်ကိစ္စတခုလို့မြင်ပါရှင့်။အကမတင်ကြားတဲ့အကနေဖန်ဆီးခံရတဲ့မျိုးသမီးနှစ်ယောက်ရဲ့အသက်တောင်မှအာမခံချက်မရှိပါဘူးရှင်။ဇလန်အဲ့လိုဖြစ်တော့ကျွန်မတို့လည်းဘာမှမကယ်နိုင်ပါဘူး။မကယ်နိုင်မဲ့အတူတူကျွန်မဘာလို့တင်ဆက်ပေးလဲဆိုတော့ ဖီတက်တွေကိုနောက်သမီးအဖြစ်နဲ့ပိုင်းဆိုင်ထားတဲ့မိဘပြည်သူတွေစဉ်းစားနိုင်တဲ့ကျွန်မဒီတင်းလေးကိုတင်ဆက်ပေးတာဖြစ်ပါတယ်ရှင့်။မိဘပြည်သူတို့ရှင်ထဲမှာတချို့ရှိရပါတော့အနီမိဘပြည်သူတွေပါအဓိကလေအင်္ဂါသားဖီတက်ပဲဆိုတာနဲ့ကိုကိုကိုလုံလာပြီးလို့ထင်နေရမို့လား။ဖီတက်တွေကတော့ဒုက္ခမပေးဘူးလို့ထင်နေရမို့လား။ဟင်ပြောပါအောင်ရှင့်။အချိန်နဲ့အဲ့လိုကြတော့အဆင်ပြေပါမလား။ရွာမနေနေနဲ့အချိန်မီကိုတားရောကိုရဲ့မိသားစုတွေရောကိုရောဖမ်းဆီးခံရနိုင်နေနော်။ဟုတ်လား။ PDF တွေအသားသမီးတော်လာတဲ့သူတွေကလေကိုကိုလည်းရွက်ကြိုက်မဲ့အသားသမီးကိုမွေးထားတဲ့မိဘနဲ့တူရဲ့ရှင့်။ သူတို့လောက်လာတဲ့စိုးကြိုခန်းမှာသိလားဒီဘက်ကကြည့်ပြန်တော့လေအကျမ်းမသမားရင်းနဲ့စွန့်နေနေရဲ့အတွက်ဘာဖြစ်လဲတက်မလို့ကနိုင်ငံတော်ကဥပဒေရအကျမ်းမဥပဒေနဲ့အရေးယူမယ်ဆိုရင်ပိုင်ဆိုင်မှုတွေတင်ခံရတဲ့ကိစ္စဖြစ်မှာတော့နိုင်ငံတော်ထုတ်ထားတဲ့ဥပဒေပဲဘယ်သူမှသွားလွန်ဆန်ရရကိစ္စလည်းမဟုတ်ဘူးပြည်ထက်ဖက်ကြည့်ပြန်တော့လေကာဝယ်ဆောက်ရှောက်ပြီးလားဆိုတော့မကာဝယ်ပေးဘူးအချိန်တန်လို့ရှိရင်အဲ့လိုအထင်လွဲပြီးတော့တတ်ချင်လည်းတတ်နိုင်တယ်အရှိရောက်လာပြီးတော့နော်ကုတ်သားပြည်ထက်ပဲဒါပေမဲ့ပြည်ထက်ဖက်ရအရှိရောက်လာပြီးတော့အော်နင်တို့ကဘာဖြစ်တယ်ဖြစ်တယ်ဆိုပြီးတတ်ချင်လည်းတတ်သွားနိုင်တယ်အဲ့လိုဇလန်းနေလည်းအများကြီးပဲရွာဘက်တွေမှာ တိလာဘာကြောင့်လဲဆိုတော့ PDF ဖွဲ့ရအများကြီးပဲလေရိုက်တက်လို့တော့မကုန်တပုံကြီးပဲနော်ကို့သားဒီ PDF ဖွဲ့ရဝင်မယ်နောက်တစ်ဖွဲ့ကလာပြီးဒုက္ခပဲရှင်လည်းပေးပါလေအစလန့်အလိုတော့ရှိရသေးတာတော်တော်ဒုက္ခရောက်နေတဲ့အခြေအနေမျိုးရှိပါတယ်နော် PDF ဖွဲ့ရကိုလက်ခံထားတဲ့သူတွေကတော့စဉ်းစားဆင်ခြင်မှုလုပ်ပါတယ်ဒီနေရာမှာကျွန်မပြောချင်တာမနေ့ကဆိုတော့မိခင်တူကတော်တော်ကိုဖိညာညာရှိရလို့ပြောမယ်သူ့သားလေးက PDF လုပ်တယ်ပေါ့နော်ဒါပေမဲ့သူ့ကိုယ်ကသတင်းပေးပြီးတော့သူ့သားအတင်းဝင်ခိုင်းခဲ့တဲ့ကိစ္စလေးဖြစ်ခဲ့ပါတယ်ကျွန်မ Prime Media မှာလည်းသတင်းလေးတင်ထားပါရဲ့ရှင့်အဲ့ဒီတဲ့လေးကိုကြည့်ချင်းအဖြစ်တော့ဒီမိခင်ရဲ့ အမျော်အမြင်ရှိမှုကိုမြင်ရတာပေါ့နော်အလင်းဝင်လိုက်တဲ့ဆိုကြရတော့ဒီကလေးကလက်နက်ပါပါတယ်နော်အလင်းဝင်တာလက်နက်ပါပါတယ်ဒီလားဒီဘက်ကလည်းလက်ခံပေးတယ်ဥပဒေရပါဘောနော်တေချာလေးလောက်ကင်ပေးရခါမှာဒီကလေးရဲ့ဘဝကအလင်းရောင်တွေကိုပြန်ရောက်ခွင့်ရခဲ့တယ်ရှင့်ပြီးတော့မိဘတွေကစဉ်းစားမဲ့အချိန်ကောင်ရောက်လာပြီပေါ့နော်ကိုသားသမီးကိုဒီလိုမျိုးချားထဲမှာထည့်ထားမလားအဲ့လိုထည့်ထားရင်လည်းအန်တေရလည်းဒီကလေးကနေတဆင်ကိုစီရောက်လာတာကိုထိုင်ဆောင်နေလားဆိုတော့စဉ်းစားကြည့်ပါရှင်ဒါကတော့မိဘရဲ့စဉ်းစားမဲ့ကိစ္စလေးဖြစ်နေကျွန်တော်ပြောပြတာဖြစ်ပါရှင့်ပြီးတဲ့လူသားသမီးတော်လာရလို့ကိုကုတ်ကိုလုံလာပြီဆိုတော့သူအချို့ စဉ်းစားဆင်ခြင်နိုင်မှုအတွက်သာတင်ဆက်ပေးတာဖြစ်ပါရဲ့ရှင်။